ော်စရာမတန်းချန်နယ်လေးမှာကြိုဆိုလိုက်ပါမယ်။ Okay ကျွန်တော် channel လေးကို line နဲ့ subscribe လေးမလုပ်ထားရသေးဘူးလုပ်ထားပြီးပြောအောင်။အခု Okay စပီးမှာစပီးမှာသာတော့မနှောမရရှိညာဟိတာသာတိပဒါစံကြီးဇလန်တပုတ်ဖြစ်တော့ ပြန်လန်းကိုဘယ်လိုနိုင်ရပါလိမ့်။ဟိုကြာရှိခဲ့သောအရှင်တွေကိုငါတို့တွေစက်ခဲ့ကြတယ်။တရက်ကတခဏလေးမှပင်နေထွက်နေဝင်သဘောဖြစ်ကုံဆုံးခဲ့ကြလေသည်။ဒါကဘဝဤတိုင်းတာလေးပင်ပြင့်မယ်။ကြုံဆုံးခက်ခဲပြင်းမှန်းမှုဖြစ်ဖြတ်တန်းနေခဲ့ကြတယ်။သို့တော့အခွင့်အာတခဏမျှသာရရှိကြပြီလို့ခုမကြအကျိုးရှိစေဖို့ ပညာဉာဏ်ဇာတို့တဘောအားယူဆောင်ကပြန်လန်းကိုမြန်းကြပါစို့ပြာလက်လက်တောင်ပြတဲ့မြင်မားကရှေးလျားပြီထို့အတူစန့်ကျင်ရရော့ဝဲအနောက်မှမှလဲပြန်သွေတဲ့တဘောဖြစ်တောင်ပြတန်းကြီးဟာဖြစ်ဒုတဲ့ကြီးမာလွန်လာပါတကားအလဲလွင်းချင်းတကြောဝဲတီထားတဲ့မြို့ရွာတော်ချုံတဝက်ရေတဖွေးဖွေးလာပါကတင့်နဲ့လွန်းလာပြီ ောင်ကျော်အစွန်းဝယ်မှာလမ်းမျောကြည့်ရတဲ့စိတ်ပဝင်မှာရတာကလွမ်းမောဖွယ်ဆွေးဖွယ်အတိဖြစ်ချက်သီးတွေထားကအမည်မသိသောအမည်မရှိသောသစုံတရားခံစားရသောဖြစ်ရင်တွင် ဖြစ်ပေါ်စေသည်ယခုတော့တတုတ်တုတ်နှင့်မနာမရခုတ်တခါနေကြသည်ခုတ်တံများနှင့်လူတစုချွေးဆိုဆိုမောပန်းချင်းနှင့်အာအင်ကုန်ခန်းသောဖြစ်နေတော်လဲမနာမရနေ ခုတ်ပြတ်နေသည်မို့တောင်ကျောလေးတွင်ခုတ်ထစ်တံများမှာဘဝတီးသွားတဖို့အလားလွန်လျာမှဆွေးဝယ်အတိမောပန်းနွမ်းလျာဖွယ်အတိဖြစ်တဘာဝတရားဤချင်တံမှုအလိုတီးသွားတဖို့အားဖော်ကျူးနေသည်အလားခံစားရမည်ဖြစ်တယ်တောင်ချေရွာလေးမှတိခုတ်သမားတစုပင်ဖြစ်တယ်ငါလတီဟနဲ့လေးလုံး ငယ်ပေါင်းတပွဲပေါင်းတင်ဆိုတူကောင်းသဘောဖြစ်ငယ်စဉ်တောင်ကြီးဘဝကပဲတူတွဲကနေကြသူများမို့အလုံးလုံးလေအတူတူနဲ့ရှိခင်ကြသည်ဟေးငှက်လာရောကွာလေးလုံးစကားကြောင့်ခုတ်ဖြတ်နေတော့တီဟာနှစ်ဖူးအထက်မှစီးကြနေသည်ရွှေပေါင်များတုတ်ချကားဖြစ်ဟွန်ချိုးနှစ်ဘေးမှာကုတ်တွေပေါင်းနေတော့အင်ပင်ကြီးခုတ်နေတာတွေ့တယ်ခဏကတော့ ခုတော့ခုတ်လဲတယ်လည်းမကြားရတော့ဘူးကွာယခုမှတတိဝင်တဘောဖြစ်ငလအားတတိယချင်းပင်ဖြစ်ပေ၏ဟဲ့ငလဤငလဟာဖေးသွားနေဒီကောင်ကလဲစိတ်ပူရအောင်များကြိတ်ကတိုးတိတ်ပုံးနေသလားဟာတီဟာကပြောဆိုညီတော်နေဒီမို့ဟုတ်မှန်မထင်ပါဘူးတီဟာစကားကြောင်းလေးလုံးကဝင်ရောက်ပြောဆိုရင်မှ လာပါကွာအပေါ်မှာနေခုတ်လဲရတာကိုခုတော့ ယောက်ျိုးကဘာစွန်မှာပေါက်နေတဲ့အပင်ခုတ်ရတယ်လို့ငှလာကလည်းကွာခတ်ပေးဒါပဲပြောဆိုရမလွယ်လားဟူလေးလုံးကညီးတော်သဘောပြောဆိုကားပြီးနှစ်ဦးသားခလန်လန်းကငှလာခုတ်နေသည့်ယောက်ခန်းချုံများပေါင်ပိတ်နေသည့်နေရာစီတို့ရှောင်းနှန်းလာကြသည်ဟာဘေးရောက်သောခုတ်လက်စကြီးနဲ့ကွာဟူတီတိုးသဘောဖြစ်အော်ဟီကာခေါ်ကြတော်လဲ၎င်းတို့ကမှလွဲကြီးပေတင်တန်တချို့ကလွဲယူမကြရပြန်ထူးတယ်မကြား ဆိုရင်စိတ်ကဝင်လာရှိပြီတို့အတူဟာကြည်အောင်ဟာရပင်တွေထိကြိုက်မှုနဲ့တိတိတ်လဲသဘောလို့တာမန်သဘောထပ်ပူတအောင် ရောနေဖြစ်ခဲ့တာဖြစ်ပွတ်တိုက်ထားတဲ့ဘွယ်ဂုံချောတဲ့ဘွယ်ခက်ပြီးပြီးရောင်းနေရန်တလျှောက်ချောတိုက်ရကြည်မြင်ရပြီလို့တို့အတူကပါယောက်ကန်းခုတ်လက်စာအပင်တချို့နဲ့အပြီးမတက်ရသေးသည့်ခုတ်လက်စာကြီးဟာနှစ်ဦးသားတွေးမိပြီလို့မွန်းတဲ့သဘော နေဝင်းဟာဥကောင်းဘောထိတ်တက်တက်တတ်ထိုင်တဲ့ဘောဖြစ်ရှိနေပြီမို့အနာယူရှင်ရောက်ရှိတော်လဲယခုတော့ဒီဟာနဲ့လေးလုံးတို့မှာအနာမယူနိုင်ပါပဲတော်တွင်ကခိုင်မာတော့ကျိုးတချောင်းရရန်အတွက်ဖန်တီးနေရပေသည်အเจ้าမှာရောက်အတွင်ဆင်းရန်ဖြစ်တယ်ငလာတယောက်ချီချောကရောက်အတွင်ကြာသွားခြင်းဟုတွေးထင်မိသလိုတင်ပြင်အရာပြတာနေဒီမှာလဲဖြစ်နိုင်သည့်တဘောပေမှုဆင်ကားချပွေရန်ဖြစ်တယ် လူမန်းတီးတဲ့စကပင် ပေါင်းတင်ခဲ့ကြတယ်လို့အပေါင်းတင်မိတ်ဆွေဆိုတာလူအတိုင်းကူညီနိုင်ရမယ်အမေပင်တူတကွာတွဲဖက်ကဝင်ရောက်ကကူညီပေးရမည်ဟုယုံကြည်ကကောင်းစိတ်များရှိသူများမှုယခုလည်းမနာမရဖြစ်လောက်ကိုင်းနေချာချင်းဖြစ်တယ်တယောတော်မှခုတ်လာတဲ့တယောသားအဘောခွန်အားခွာယူကပြီးကျိုးတဲ့ဘွယ်จิตလက်ကဆက်ချင်းဖြစ်ခိုင်းမှာတော့ကျိုးအားရရှိပြီ တယောပင်မြည်သည်တယောကင်မွန်မြည်တဲ့မြမရိုးရာခေါင်းစေးရှင်နဲ့တန့်စင်သည့်အခါတုံးလေးရှိသည်တယောအခေါက်အားဆိုလိုသည်တယောအခေါက်ခွန်သည်ခိုင်ခန့်သည်ကျိုးအဖြစ်တုံးနိုင်ပေ၏ယခုတော့တယောကင်မွန်မြည်သည်တန့်စင်ရှင်ခေါင်းစေးရှင်၌တွေ့မြင်နိုင်ပေသည်၏ထို့နောက်ကျိုးကိုကင်ရာဖြစ်တီဟကဆင်းမီဖြစ်တယ်လေးတုံးကတော့အပေါ်မှာကျိုးကိုစောင့်ချောက်ရန်နှင့် နှစ်လတကယ်ကြောက်တဲ့ကြာသွားပါကတစုံတစ်ခုထိခိုက်သွားပါကအပေါ်မှာကူညီဆွဲမရန်ဖြစ်တယ်တရွေ့ရွေ့နဲ့ခက်ပြီးရှောဆောက်ပါကျိုးကင်ကဖြစ်ရှည်ဖြစ်ကံကြောက်ကထင်းကဆွဲဆင်းလေသည်တရားရည်တတိထားကငွေတွေအောင်းတက်တယ်လူသူမရောက်ပေါက်တက်ယခုလိုနေရကိုဟောအေးပါဟုတ်ပြီဟုတ်ပြီတဖြည်းဖြည်းနဲ့တရွေ့ရွေ့ အစင်းမှာဘိန်းတဲ့တလို့တုံးဆိုင်ဆင်းတဲ့ဘောမဖြစ်ပေလို့ကျိုးကင်ကပြီးဂယုဒဆိုင်ထင်းကဆင်းနေသည့်မောင်တီဟအတော်တန်နဲ့ရှိသည်မို့ငုတ်ချူကအောက်သို့စိုက်ကြည့်တဲ့ဘောဖြစ်အကျိုးအားဆွဲကထင်းပေသည့်အပေါ်မှမောင်လီလုံးအမြင်အောက်မှဂျိုးနေရန်ကက်တွယ်ကုတ်တွယ်တဘောဖြစ်ပေါက်နေသည့်အပင်ချုံတချို့ကြားမှဆင်းသွားတဲ့တီဟာတယောက်ငင်ခွေးမှပျောက်ကွယ်သွားသလိုဂျိုးဟာလည်း ျော့သွားခြင်းအားခံစားရပြီလို့အောက်ခြေတို့ရောက်ချိသွားခြင်းအားခံမှန်းမိပြီတော့သည်အရှင်းဒီဘာထုလဲဟုအပေါ်မှာဩဟိကမေးလိုက်တယ်မှာကျောက်အတွင်းမှာပဲတင်ထက်ကဖြစ်ကျေလောင်လာသောထဘောလာလိသည်အေးကဒုက္ခတော့ရောက်ပြီထင်တပငလာကဒီရောက်မှာကွာငလာမှာချောကကြာသွားခြင်းမမထနိုင်တဲ့ဘောတကူလုံးပုံပဲ့တရားတွေတင်းညင်ညူကဖြစ် ရှိနေရှိလို့ဖြစ်တယ်။ငလာမင်းဘယ်လိုဖြစ်တင်းညီတန်ကြာမှာအာယူကအေးကွာမိုက်ခနဲတစ်ချက်လေးမှာရှင်မထိန်နိုင်တဘောနဲ့ချောဆောင်မှာလှင့်ချတဘောနဲ့အချိန်မတတ်နိုင်ဒီအောက်ထိငါကြလာတာပါပဲ။ညာဘက်ခြေတော့တော့ကျိုးသွားတယ်ထင်တယ်။ ငါအခုအရင်နာကျင်နေရတယ်ကွာငါလုံးလည်းမရတော့ဘူးငနာအကြီးညာရှိမှာပိုးသားသဘောထက်ခြေတလုံးကပုံမှန်ထက်လိမ်ခောက်ခါကွင်းညွတ်နေဒီမို့အမှန်မင်းဖြစ်ကြောင်းနားလေလိုက်သည်ထိုတူးဆိုးထိပ်ရွာလေသည် လာကွာထငါတွဲမယ်အပေါ်ကိုတက်ကြမယ်ဟုဆိုကလဲနေတော့ငလအပွေထူမကဖြစ်ရှေးတဆဆဖြစ်ငလမှလည်းထကား ိုးကင်ကပြင်နှစ်ဦးသာစိုးစားကတက်ကြလေသည်စိုးစားကပြင်ခက်ခဲစွာလောက်ကင်ရှင်မူပြင်မန်းစွာခက်ခဲစွာပြင်ရှိနေကြတော့လေသွေးပူမှမူကြောင့်အမောဟာလောက်ကင်ချိန်မတိနိုင်တဲ့ဘောဖြစ်အပေါ်သို့ငလအာတင်နိုင်သောအခါမှာမောပန်းမှုဟာဝင်ရောက်လာတဲ့ဘောဖြစ်လက်ခံလိုက်ရပေသည်ငလမှာယခုတော့စိတ်ချတဲ့ဘောဖြစ်ညီးတွားနေခြင်းမှမောပန်းမှုနာကျင်မှုကြောင့်တတိလက်သွားပေသည်လေးလုံးနဲ့ဒီဟာ ပူပန်မှုအခြေပြုသဘောဖြင့်ငှက်လာကမသိရှိနိုင်တော်လဲအသိရှိနေတဲ့စိတ်ပဝင်များရှိသူများမှုဆိုရင်ပူပန်မှုဟာစတင်ဖြေရောမလို့ရှိသေးတပူပေါ်နှစ်ပူဆင့်သဘောဖြင့်ပြာရာခက်ခါမနာနိုင်ပါပဲလုံချားကနေရစေထားခဲ့ရန်ကမဖြစ်မမြင်နိုင်ဟန်ဆောင်ရန်ကမတက်နိုင် မြင်ခဲ့ပြီမို့ဟန်ဆောင်ချင်းအလောက်ဟာလုံနိုင်ရမလွဲခက်သဘောထက်ငယ်ပေါင်းများမိတ်ဆွေများဖြစ်ပေလို့ရင်အတွင်းကလက္ခဏာကမိတ်ဆွေကောင်းဆိုတာထက်ကိုဟာကောင်းမြတ်တဲ့သူဖြစ်ကြောင်းပြသသဘောရောက်တယ်လို့ရင်အတွင်းမှလက္ခဏာသဘောရှိနေတယ်မနေတဲ့ရှင်းကောင်းသောလူကိုလောက်ကိုင်းရှင်းဖြစ်ကောင်းကျိုးပြုစေရှင်မို့ နှုတ်သာရွာတို့ပြန်ခေါ်ရန်အတွက်စတင်ပြင်ဆင်လိုက်ကြလေသည်မိတ်ဆွေဆိုတာတွေ့ကြုံသည်ကျွမ်းယုံဖြစ်တော့မဖြစ်သေးပါရှိစိတ်စိတ်နေတိုင်းတက်ရမယ်အေးကြုံရင်တက်လုံကောင်းရအောင်လေလုံးနဲ့တီဟမနာမရက်ကြောက်တဲ့ကဂျိုးမြဆွဲတင်ကဖြစ်ပခက်ပခက်တစ်ခုဟာအမြန်ပြုတ်လို့၍စီရင်လို့နေသည်အစကခြေတစ်ချောင်းကျိုးနေခြင်းမှကြတဲ့ချိန်ဖြစ်ထိခိုက်မိအကျင်းများအဖြစ် ခန္ဓာကိုယ်အနတ်မှာရရှိထားခြင်းမို့ငလမှာအတန်ခက်တဲ့တဲ့ညီးတော်နေခြင်းမှာယခုတော့မေးမြော်သွားခြင်းမို့တဲ့စရာပခက်တဲ့ဖွယ်ချော်ချိုးများရလုံးနေဤအခုတစ်ခေါက်တတိလိချင်းဟာဖြစ်ကြာချီစွာဖြစ်ပြန်လဲမနိုးထသဘောတတိမရသဘောပြီမူပူပန်စွာဖြစ်ရင်ဝဲရရှိရှင်းနှင့်အတူတွေးပူပန်လို့နေရှိပြီး တွေးလေလေပူလောင်လာပြီလို့ပြာရခတ်သဘောဖြစ်ရေးကြီးတုတ်ပြားသဘောဖြစ်လေးလုံးနေတီဟာမှာငလာပခတ်ဘောတင်ကဖြစ်စတင်ကတောင်အောက်ချိရွာစနပုတ်တို့အပြီးနေကြလီတော်သည်ငလာတယောင်ပခတ်သေးဝယ်ရင်ထူရန်ခါသဘောဖြစ်ပါလာခဲ့တယ်လို့တငယ်ချင်းနှစ်ယောက်မှာလေရေကုံဒုက္ခရေကုံဒုက္ခမနာမရက်ဖြစ်နေမဆောင်ခင်ရွာအရှိတို့ရောက်ရင် ရွှေတွေဆိုရွှဲနေတော်လဲရှီလန်းများဟာဖြစ်ရှီသူဆက်လန်းဆဲတဘောဖြစ်ဝင်းကျင်တစ်ခုလုံးတွင်ပြည့်နေစွာရှိနေပါ၏မြူခိုးရစ်ဆိုင်ဝေဝါတော်အမြင်စိမ့်ဆိုတော်အလေဝဲတတိဝင်လာတဘောဖြစ်ငှက်လက်တက်ရောက်ဘဲစီဘဲရဲ့ဤဌာနီယာမတိရှိအတန်ကြာအောင်စဉ်းစားလေခါမှပြန်မြင်အောင်တဘောဖြစ် မိမိနှင့်တီဟလေးလုံးတို့တောဝင်ခဲ့ကြပုံထို့နောက်တွင် မမတ်မိနိုင်ရှင်းဖြင့်စိတ်ပဝင်တွေးမရလေးရှင်းဖြင့်အေးပါကွာငါဘလို့လို့ကြောက်နေရပါလေလေဒါဘေးနေရလေတီဟနှင့်လေးလုံးတို့ရောဗမတ်လေစသဖြင့်တွေးမရစဉ်းစားကြည့်ကအဖြေမရကံမကောင်းတဲ့နေပါလားဟုမိမိကိုယ်ကိုဘာဖြစ်လို့ဘာဖြစ်မှန်းပဲမသိအောင်တောလေဝင်မြူဖိုးကြီးကြားဝင်ငါဘေးသွားရပါလေတွေးကဖြစ်ငလာတယောင် ဘာစို့ဘာမှမသိချိစိတ်ပဝင်ဤလုံစော်မှုကြောင့်တောင်ရှိအရက်ကအိမ်ထာနေကိုသာပြေးပြန်ရှင်မိပြီလို့ငလာလဲဘယ်အရက်ဘယ်စီဆိုတာမသေးခွဲမောင်ကြီးဝေးဝါမြူခိုးတွေတောင်ခိုးတွေထူထဲပေါင်းပိတ်နေတဲ့နေမလင်းတဲ့ကြားမှခမန်းကပြေထွက်လာခဲ့တယ်ဟာမြန်ဆန်လာပါတကားပေါ်ပါလွန်းလာရှိလားမိမိအဖြစ်မိမိ မယုံနိုင်ဖွယ်လေအဝိကျွေကြတဲ့တိပါလာပေါ်ပါကမြန်ဆန်ပေလို့မျောလွင့်နေတဲ့ဖွယ်ဖြစ်ပေလို့အန်အောချင်းနဲ့အတူခြေဥတဲ့ရလေအဟုန်တဲ့ဖွယ်မြူထူထက်တခါခါနေတဲ့သူတိုးဝင်ကပြေးလွှားနေပြီတော့ဒီဟမ်ပြေးလွှားချင်းမနာမရဲ့လေမြန်ချင်းအရှင်ဟုန်ပြင်းပြင်းနဲ့ပြင်းနေတဲ့ဆိုတော့ညာလေတောင်းချီအရက်ကဌာနီအင်ရှိရာသို့မရောက်နိုင်မြူခိုးတဲ့ဝဲထူးဆန်းတော့ဝဲတဝဲလေလေသဘောဖြစ် ကြောက်စိတ်ကတိုးဝင်ကရှိကုံမောပန်းအာကုံသဘောဖြင့်တောက်မခံနိုင်ဒေါ်ကြီးမြန်မဲတကိုယ်တည်းသဘောမှုပူတာတိုးအောင်အားငယ်စိတ်နှင့်စိတ်ပဝင်နှလုံးဖြည်တာခတ်သောဝေဒနာတည်းရဲ့နှင့်မောပန်းနွမ်းလျာကဖြင့်ပြီးနေသောအချိန်တန့်ကဖြင့်ဟာငါဘလို့ဖြည့်ရပါလေငါဘယ်နေရာမှာလဲရှိနေပါလေဒါခါချင်းတန်မှုထားနေလူလောကမှာဟုတ်ပါလိစဘေဒာနီအမိနာမအယက်ဟု ငါနာမပင်မသိငါတကယ်ရှိနေကြပင်လို့တော့မဟုတ်ငါအိမ်မထဲပင်လို့ငါကိုယ်တိုင်မသိရှိစမ်းသက်ကြည့်တဲ့ဘောဖြစ်မိမိကိုယ်လိန်ဆွဲစိတ်တဲ့ဘောဖြစ်အမလေးနာတဟဒါအိမ်မမမမဟုတ်တာဒါငါဘေးနေရရက်ငါစဉ်းစားမရငေးငိုင်ကဒူးထောက်ကြကဖြစ်ငေးမိုင်တွေးစိုးထိတ်ပူမပြေတာစုတ်နေလို့ငိုကြွေးပက်လက်ကေတူမဲ့တဲ့ဘောဒူးထောက်ကခေါင်းငိုက်ဆိုင် လက်ကျော်တဘောရှိနေသည့်ငလာထိုစဉ်အမင်းအောင်မှာလွန်နေရာမှာလင်းလက်တဲ့အလင်းတွေဟာမိမိအရှိရုတ်တရက်ဝင်းငနဲ့လက်ခနဲ့လင်းထိန်ဟုဝါဝင်းပြီးအလင်းကြားမှာ ထိုးထွက်လာသည့်ဝိစုံဖြူဖြူစိတ်ပတိတကုံလက်ကိုင်းစိတ်တဲ့အဖိုးကြီးတူသူတော်ကောင်းတဘောပြီးအမင်းအောင်မှာလွန်စွာမှာလင်းလက် တန့်ပြန်ရှင်းလင်းတောက်ပနေသည် ရုပ်ရည်မှာလည်းကြည်လင်လွန်းလာပေသည်ငလတယောက်ကဲသူမဲ့အဖြစ်မှကဲသူအားတွေးရှိရတကဲ့သို့အားတက်သွားကဖြစ်အမြင်ပင်ထကမနီမဝေးမှမိမိအားဂယုနာမျက်လုံးများဖြင့်ကြည်နေသည်ဝေဖြူစင်ကြယ်နှင့်အဖိုးကြီးရှိရသူသွားကဖြစ်ဒူးထောက်ချကဖြစ်အဘဒါဘယ်နဲ့ရလဲအဘကျွန်တော်ဘယ်မှာရောက်နေတာလဲဗျဟူးမေးလိုက်သည် တို့အခါဩဇာတန်ဒီရည်တော်တန်နဲ့အဖိုးကြီးကအေးကွယ်မမီးလောကဟာဖြစ်ပြည့်မှုအဆုံးသဘောနဲ့ဖြစ်ပြည့်နေကြတယ်အမှန်တရားကိုတော့ဉာဏ်တရားကသာရှင်းပေးနိုင်ပြီတော့လူသားတို့ကစိတ်အသည့်မှာဉာဏ်တတိနဲ့စဉ်စဉ်ကြည့်တော်လေဒါလုံးသဘောနဲ့ဖြစ်နေဒီမှာကတခဏအကျိုးအတွက်လောက်ကန်ကြသည်ကများသည်မို့လောဘဒေါသမောဟနဲ့ တိုးတက်လာတဲ့ဉာဏ်အသိဉာဏ်မူမမြင်နိုင်ခဲ့လူဘဝကို ရာချီခွင့်ဟာလေအကျိုးယွန်နေပြီတယ်ကွအပစကားကိုငါမီးနားမလဲဖြစ်နေမယ်ထင်တယ်ငါမီးမင်းဟာစိတ်ခန္ဓာကိုယ်မှ လွင့်ပြိုင်ရှင်းပြီးဒီနေရာမှာတဝဲဝဲလဲနေတာကွငါမီးအချိန်တန်အိမ်ပြန်မရောက်သဘောဖြစ်ခန္ဓာကိုယ်မဝင်နိုင်ပါကအကျိုးရုပ်စီမဲ့အဖြစ်မျိုးနဲ့ အဘကငါမြေးစည်းလာခဲ့တာပါဒါဟာလေငါမြေးဟိုရင်ကင်းများဆိုကလေးကပေါ်ပါများဆိုကလေးကအဘနဲ့စုံတွေးခဲ့စုံတွေးခဲ့ဘူးတဲ့အခါချိန်တုန်းကအခွင့်တရက်အဖြစ်အဘကကျွေးပြီးစရာကျန်နေခဲ့တဲ့ဘောမှု လာကြည်ဆက်ရှင်ဖြစ်တယ်လို့ငါမြေးဟာလေစေတနာကူညီမဆာမှုဤအဖို့အခါကိုချော့မတွက်တင့်တယ်လို့ ထိုလန်းစင်ဟာလေပြောမပြနိုင်အောင်ဆွမ်းမကကြီးမလာတယ်ကွယ်ဟုပြောဆိုနေသည်အခုငါမီးရောက်နေတာကလူလောကဤသဘောတရားအရာစေဘဝင်ဝဲအဖြစ်မရှင်းသဘောဖြစ်တကယ်ဖြစ်တည်ခြင်းရှင်းမရှိမတဲကွယ်သဘောဖြစ်တရှိနေတဲ့ရုပ်ခန္ဓာကိုမဟုတ်တဲ့စိတ်တို့ဝိညာဉ်တို့ဤပျော်စံရာဌာနေရပဲကွဟာအဘာသာဆိုကျွန်တော်ကျွန်တော်ကဒေဘော့ ငလာကစိုးထိတ်စွာဖြစ်မေးလေသည်မူငါမီငါမီကမသေးသေးသလိုတည်ပြီးတော့သူလို့လည်းပြောရပါတယ်ဟာအဘရဲ့ဘလို့ဤတော့ကျွန်တော်လည်းကဲပါအောင်အဘရဲ့ကျွန်တော်မသေးရှင်သေးလို့ပါအေးကွယ်ငါမီလူသားတယောက်ဖြစ်ခွင့်ရတာ ကိုယ်တိုင်မသိရှိတဲ့ဘောဖြစ်ရှားရှိစွာအခွင့်ရဖို့စောင့်စားရခြင်းဖြစ်ဘုံဝဲဩရာမှာ မျောလွင်ရင်းဖြင့်ဆောင်စားခဲ့ရတယ်။တကယ်ရရှိလာတဲ့အခါလောက်ကိုင်းသည်မြဟာကောင်းကျိုးတစုံတရာအထက်အစိုးရများဖြင့်ရှင်သန်နေထိုင်ကြရတယ်။ဒါဟာရရှိခြင်းအခွင့်ကိုဖျက်ဆီးသဘောလိုပင်ဖြစ်ပြီးနောက်တဲ့နောက်တစ်ခုအနေနဲ့တံပြန်ခံစားရသဘောဖြစ်အပြစ်တွေတိုးသလိုအတိဟာ ਨੇ ပါလာလေလေအပြစ်ဟာ ကြီးမားလာလေလေမှုတတိတရာဖြင့်လူသားတယောက်ဤအရေးသွေး အရေးရှင်းများအဖြစ်ပြင်ဆင်နေထိုင်တဲ့နယ်ပဲ။ငါမီးလောကကြီးမှာဒူတာငါတာပြိုင်ဆိုင်တဲ့ဘောစိတ်မနှောဝယ်လောဘဒေါသမောဟတရားစိတ်ဘဝင်တွေးပူပန်စွာဖြစ်อีชั้นเสียမရှိအောင်သူ့ထက်ငါအပြိုင် လောက်ကန်ကြပြီလို့อีชั้นမှုဆိုတာမတိရှိမရရှိကောင်းတာကိုမလုပ်လုပ်တဲ့များဟာလေအထင်ကြီးအောင်ဘုရားတို့သဘောဖြစ်ကုသိုလ်ယူရတော့လေဒါဟာအကုသိုလ်မှဖြစ်တယ် ကောင်းကျိုးကိုလိုလားကပီတိဆိုတဲ့ရတာအခြေနဲ့တောင်းတနှလုံးငယ်ပီတိဆိုတဲ့ခံစားမှုရတာကသာပြီးပြည့်စုံသောအရတာဖြစ်တယ်ကွအကျိုးဖြစ်ဖို့မလောက်ကင်ပါပဲအရှင်တန်အိမ်ပြန်ရမှဗလာတွင်ဖြစ်ထင်းကြံချင်းကောင်းချင်းမရှိတဲ့အခါယခုဘဝဟာ အကျိုးမဲ့သဘောသာ ဖြစ်တယ်လူလေးလောကကြီးကစမ်းကြယ်တယ်တတိယစင်ကျင်မှုကင်းဝေးပါကအကျိုးမြတ်မရှိတဲ့အမာကိုအမှန် ထင်မြင်တက်ကြသလိုလူသားတွေဟာအပြစ်သားများသူ့ထက်ငါတာလွန်ရှင်းအတ္တစိတ်မနှောကုက္ကရှင်ဖြင့်အမှန်တရားထင်တတ်တဲ့လောက်ကံမှုတွေဟာပြီးလွဲချော်နေတတ်ကြတယ်တချို့ကအာကုသူဖြစ်ထွန်းစေဖို့မကောင်းမှုအလုပ်ဖြစ်အကျိုးပေးထက်တန်ကြတယ်ဒါကအပြစ်သားဖြစ်ဖို့စတဲ့နဲ့အုံမြတ်တာဖြစ်တယ်အကျိုးပေးတယ်ဗောမကောင်းမှုကဒါအတူယူပဲမဟုတ်တချို့က အဲ့အလုတ်ကိုလုံးမှချမ်းသာမယ်သူများသာဖြစ်တယ်။ဘဝဟာချမ်းသာတယ်လို့အကုသိုလ်ဝေကြွေးကြမှာလေ။ထို့အတူချမ်းသာလာကြတာပါပဲ။ပြန်လဲကိုမြန်လေတော့ဘယ်အကျိုးမရတဲ့အပြင်းအပြစ်တွေစားတိုးသဘောဖြစ်။တပန်တလက်ဝေကြွေးဆက်သဘောဖြစ်။တန်လျာဝဲဩကမှာအဖန်ဖန်စီမျောကြရတယ်ကွ။ငါမြေးကမရဏကဘာကဝိညာဉ်နယ်ဇက်မှာကူးခတ်နေတယ်ဟိုမရောက်ဒီမရောက်တဲ့အရှင်နေမှာကွ။ လူလေးအချိန်မကြာသေးသလိုလှုပ်เสียရှိကြတွေလှုပ်အောင်ကွကောင်းတာတွေလှုပ်အောင်ကွယင်းနေ့ရှိလူလေးဟာပူပန်တော့ကအစင်မပြေမှုနဲ့ကောင်းရိုးသူကဒါနရေမရှိပဲကို့ဘူးကိုလောင်ကျွမ်းစီကိုတတိမမူအကျိုးမဖြစ်ပေလို့ယခုချိန်ဘဝကူးတော်လေဒီဘဝရုန်းကန်မှုဟာအကျိုးရေဘယ်ရှိပါမလဲဟုတ်ကဲ့အဖငလာမလူသူတော်ကြီးစကားများကြားရတော့ခါနှစ်သက်ကြီးနေဖွယ်ခံစားရတယ်လို့ အတိတရားမှလည်းတွေးစရာများစွာ ဖြစ်ပေါ်လာရပါသည်ထို့နောက်လူသူတော်ကြီးဟာယူသေးစွာဖြင့်ထီချင်းငါးပါးဖြင့်ရှင်ကိုကြောလိုက်ကြပြီတာရုတာရုတာရုလူလေးလောကကြီးဟာဖြင့်ငိုငင်နံများစွာတပံတလက်ပြန်လဲရောက်ရသဘောဖြင့်ကိုပြူသောကိုကျမာတိုင်းတဆင်းတဆင်းနိုင်ပါချင်းမြင့်တဲ့ချင်းဖြင့်အမှန်တကယ်တည်ရှိရဲ့ လူသားတယောက်ဖြစ်ပြီးဆိုကလက်ရှိမိမိဘဝဖြစ်တည်မှုဟာမိမိပြုခဲ့တဲ့ကံကြောင့်သာဖြစ်ရခြင်းဖြစ်တယ်။စင်ရတဲ့မိဘကိုအပြစ်မတင်တဲ့စသည်ဖြစ်ပေါ်အရာရာကမိမိဖြစ်တည်ခြင်းအရာဟာမိမိရတဲ့နဲ့မိမိဘဝသာဖြစ်တယ်။ကောင်းအောင်စင်ကြင်နေထိုင်တည်ယူပါကစိတ်ဝိညာဉ်တိုးတက်သဘောဖြစ်ဘဝများဟာကောင်းလာပြီလေ။လူလေးလူလေးဒီကစားပြီးကောင်းစိုးဖြစ်အောင်နေထိုင်ပါရှင်သန်ပါလူသားတယောက်ရှိတဲ့နဲ့ ရေသွေးတွေရေရှင်းတွေနေထိုင်ပါသူကလည်းရေမကြီးကိုကသာရေကြီးပြီလို့ပြန်လန်းကိုဘလို့မြန်ရမလဲဆိုတာဂျိုတင်သဘောဖြစ်ကောင်းမှန်ဆိုဖြစ်ဂျိုတင်လှုပ်ပါတော့တော့လူလေးဟုပြောဆိုကလက်တစ်ချက်အခွေရမ်းလိုက်တာနဲ့မြူခိုးကတော့သပွဲအရာကြီးတခုတိုက်ခိုက်ကအတင်းပင်ဝင်လာကငလအားဆွဲခေါ်ဆောင်သွားလေတော့သည်ဖြက်ခနဲ့ ငလာတယောက်မျက်လုံးအစုံပွင့်လာတော့မိမိဟာဝိုင်းကကြည်နေသောဇနီးတဲ့နဲ့တငယ်ချင်းတီဟာနဲ့လေးလုံးတို့ဟာစိုးရင်ပူပန်စွာမိမိဟာဘေးမှာရှိနေသည်ဟာတွေးမြင်လိုက်ရပေတော့သည်စိတ်တွင်းမှာတော့ဩပြန်လန်းကိုဘလို့မြန်းရပါလိမ့်ထိုတန်ဟာပဲတင်ထက်ခါဖြစ်ကြားရောင်ကဖြစ်တစုံတစ်ခုရလေရင်ဖြစ်မနှောမရွှေညောင်း ဟုတ်ကဲ့ကျွန်တော်ခုတင်ဆက်ပေးတော့မနောမယရှင်အောင်ရေးသားထားသည့်ယတလေးရမယ်သူတလေးရမယ်ပရစံကျေဇလန်းတပုတ်ဖြစ်တော့ပြန်လန်းကိုဘယ်လိုမြင်ရပါလိမ့်ဇလန်းလေးရပြီမိတ်ဆွေတို့ကြိုင်းနေတတ်မယ်ထင်ပါတယ်